မေရိကန်အနာဂတ်အိမ်မက်ခုတို့မဲ2025ခုနှစ်ဇွန်လ4ရက်နေ့မှာတော့အဲ့အိမ်မက်ကိုပြည်ပြည်ထန်ထန်တားဆီးမဲ့ပြည်ပြည်ခုဖြစ်ပေါ်လာပါတယ်အဲ့ဒါကတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမြန်မာပါဝင်နိုင်ငံပေါင်း17နိုင်ငံကိုအမေရိကန်ပြည်ထောင်စုရဲ့ဝင်ရောက်ခွင့်ဗီဇာလုံးဝပိတ်ပင်လိုက်တာပဲဖြစ်ပါတယ်ဒီဗီဇာထဲမှာ work visa, student visa, tourist visa အားလုံးပါဝင်မှာဖြစ်ပါတယ်။ ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner အခုလို American ပြည်တော်စုကမြန်မာနိုင်ငံကို visa ဘန်းလိုက်ခြင်းကဘာတွေဖြစ်လာနိုင်တယ်လဲနံပါတ်၁ချက်အနေနဲ့ကတော့မြန်မာနိုင်ငံကလူငယ်တွေအတွက်ပညာရေးအနာဂတ်အလုံးဝပျောက်ဆုံးသွားတဲ့နေထိုင်မှုရှိလာပါတယ်။အမေရိကန်မှာအကြောင်းတက်ဖို့စီစဉ်သားတို့တွေ စီဗီဖိုင်ဖွင့်ပြီးသားဖြစ်စေ IELTS တူဖွင့်များပြီးသားဖြစ်စေအားလုံးအခက်ကြုံနိုင်ပါတယ်။ scholarship ရရှိလာမှုတွေအတွက်ပညာရေးနိုင်ငံလည်းရပ်တန့်သွားနိုင်ပါတယ်။ဒီအချက်အနေနဲ့ကတော့အလုပ်အတွက်အခွင့်အလမ်းတွေပြည့်စုံသွားနိုင်ပါတယ်။အမေရိကန်မှာအလုပ်သွားလုပ်ဖို့ကြိုးစားနေတဲ့လူတွေအတွက် work visa, J1, H1B visa စတာတွေကိုရှောက်လို့မရတော့ပါဘူး။သင်ရဲ့ career ကိုတစ်ခုလုံးတောင်းလဲဝါနိုင်ပါတယ်။ဒါဆိုဒီလိုခက်ခဲများစွာကြားတဲ့ကနေညီမလူငယ်တွေဘာကြီးဆက်လုပ်တင်ပါသလဲ။ ။နောက်ဆုံးအချက်အနေနဲ့ကတော့တခြားနိုင်ငံတွေကိုရှာဖွေရပါမယ်။အမေရိကန်နိုင်ငံတနိုင်ငံပါပဲ။အမေရိကန်ကမ္ဘာပေါ်မှာအအောင်မြင်ဆုံးတဲ့အကြီးအကဲဆုံးနိုင်ငံတစ်ခုဟုတ်ပါတယ်။ဥပမာလဲကနေဒါ၊ဂျာမနီ၊ကိုရီးယား၊ဂျပန်၊စင်ကာပူတို့ကလည်းပြည်ရင်းနဲ့အလုပ်အတွက်အခွင့်အလမ်းများစွာရှိနေပါတယ်။ပိတ်ထားတဲ့တကားတစ်ချက်နောက်ကအခြားတကားတွေလည်းဖွင့်နေတတ်ပါတယ်။ဒါကိုလုံးဝမေ့ဖို့မလိုပါဘူး။ဒုတိယမြောက်အချက်အနေနဲ့ကတော့ခုလို digital ခေတ်ကြီးမှာ online learning နဲ့ freelancing တွေတိုးတက်လာနေပါတယ်။ internet ခေတ်မှာ degree တော်တော်များများကို online အနေနဲ့ရယူလို့ရပါတယ်။ ပြည်နယ်စဉ် remove out နဲ့ငွေချရတဲ့လုပ်ငန်းတွေလည်းအများကြီးရှိပါတယ်။ဒါကြောင့်တခြားနိုင်ငံတွေမထွက်ပဲနဲ့လည်းအောင်မြင်တဲ့ဘဝတစ်ခုရဖို့ဖြစ်နိုင်ပါတယ်။ဒါကြောင့် scale လေးလာပြီး opportunity ကိုဖန်တီးနိုင်လို့ရပါတယ်။တတိယအမြောက်ချက်ကတော့တခြားနိုင်ငံတွေပေါ်မှာလည်း American ရဲ့ညီမပေါ် visa ဖန်လိုက်ခြင်းဟာတက်ရောက်မှုတွေဖြစ်လာနိုင်ပါတယ်။ဥပမာ American visa ဖန်လိုက်တဲ့အခါအခြားနိုင်ငံတွေဥပမာကနေဒါ UK စတဲ့နိုင်ငံတွေကလည်းတန်ပြန်နေနဲ့စောင့်ကြည့်လာနိုင်ပါတယ်။ American ပိတ်ထားတဲ့နိုင်ငံဆိုပြီးထပ်မံစစ်ဆေးခံရတဲ့နိုင်ငံမျိုးတွေလည်းဖြစ်လာနိုင်ပါတယ်။ ။နောက်သုံးချက်အနေနဲ့ကတော့နိုင်ငံတွင်းမှာပဲတိုးတက်အောင်လုပ်တာဖြစ်ပါတယ်။အခွင့်အရေးကိုခြားနိုင်ငံတွေမှာရှာမတွေ့ရင်မိမိနိုင်ငံတွေမှာပဲဖန်တီးနိုင်ပါတယ်။နောက်ဒီ Omnis စီပွားရေးလုပ်ငန်းတွေ၊ဒီပညာလုပ်ငန်းတွေ၊ Digital Marketing Food Business ဘယ်ရမလို့စတင်နိုင်ပါတယ်။တိတိလေးကနေစတင်ခြင်းအားကြီးမားတဲ့အရာတွေအောင်မြောင်းယူဆောင်နိုင်တာပဲဖြစ်ပါတယ်။အနာဂတ်ကိုသူများနိုင်ငံမှာမဟုတ်ပဲမိမိလက်ထံမှာပဲကိုယ်တိုင်ကိုယ်ကျဖန်တီးလို့ရပါတယ်။ Visa ban နဲ့ဆိုတာကတခါတစ်ချက်ပိတ်သွားရလည်းဖြစ်ပါတယ်။ဒါပေမဲ့လူငယ်တယောက်အနေနဲ့ကိုဘလို့တုံ့ပြန်မလဲဆိုတာကကိုယ့်ရဲ့နာဂတ်ကိုအဆုံးဖြတ်ပေးနိုင်တယ်လို့ပဲယုံကြည်ရမှာဖြစ်ပါတယ်။ အတော့လမ်းတစ်ခုပိတ်သွားရင်နောက်ထပ်တလမ်းကိုထပ်ပြီးဖန်ပြီးရမှာဖြစ်ပါတယ်။ဒါကလူငယ်တွေအတွက်အကောင်းဆုံးအကြံပေးစကားပဲဖြစ်ပါတယ်။